အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ page လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေကျမဒီတစ်ခါဗီဒီယိုလေးနဲ့ပြောပြချင်တာကြတော့လေအာကျမထက်အသက်ငယ်တဲ့အညီမလေးတွေမောင်လေးတွေပြီးရင်အကိုတွေအမတွေပေါ့နော်တမမို့လဲရွေးတူတငယ်ချင်းတွေအတွက်ကိုအဓိကထားပြီးတော့ဒီဗီဒီယိုလေးကိုအာပြုလုပ်ပေးရခြင်းဖြစ်ပါတယ်အမှန်တကယ်ကလေဒီဗီဒီယိုလေးကပထမလှုပ်ထားတဲ့လှုပ်ထားပြီးတော့တင်ကန်ဒီမှာမှပြက်ပြီးတော့ပျောက်ပြီးတော့ဘယ်နေရာမှရှာလို့မတွေ့တော့ဘူးအဲ့လိုဖြစ်သွားလို့အခုတစ်ခါထပ်ပြီးတော့ဟိုအာ record ထပ်လုပ်ပြီးတော့တင်ပြလိုက်တာပါဆိုတော့ ားလုံးပဲဆက်လက်ပြီးတော့ကြည့်ရှုပေးပါအောင်เนาะ ကျမကဒီဗီဒီယိုလေးရဲ့ခေါင်းစဉ်ကိုစင်ကာပူက stepping stone တစ်ခုပဲလာဆိုပြီးတော့ခေါင်းစဉ်တက်ထားရပေါ့နော်ဆိုတော့ဒီခေါင်းစဉ်ကနည်းနည်းတော့ sensitive ဖြစ်တယ်တချို့တွေကြတော့လဲစင်ကာပူကိုအရန်ကြိုက်ကြတဲ့သူတွေပါတယ်ပေါ့နော်အဲ့ထင်မှလည်းကျမအပါဝင်ပါပဲဒါပေမဲ့ reality ကိုကိုကသိရမယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းစင်ကာပူသွားနေတဲ့မောင်လေးတွေညီမလေးတွေအခုမှဆရောက်တဲ့ကလေးတွေပြီးတော့ကျမနဲ့ရွယ်သူတငယ်ချင်းတွေဟိုအစိုးရရောက်ထားတဲ့တငယ်ချင်းတွေရှိမယ်ပြီးရင်အာဒီနိုင်ငံကိုပြောင်းကျင်ပေးမယ်လဲချီတွန်ချ လုံးဖြစ်နေတဲ့တငယ်ချင်းတွေပြီးရအမတွေအကိုတွေပေါ့နော်အဲ့အတွက်ကိုအဲ့အတွက်ကိုကျမကအဓိကထားပြီးတော့ဒီဗီဒီယိုလေးကိုလုပ်ပြရခြင်းဖြစ်ပါတယ်ရှင် Okay စင်ကာပူက stepping stone တစ်ခုပဲလားဆိုလို့ရှိရင်တော့ဟုတ်တယ်လို့ပဲအမကပြောရမယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုက reality ကိုကြည့်ရမယ်။စင်ကာပူကကိုကိုဘာတွေပေးနိုင်လဲ။ဘာတွေမပေးနိုင်ဘူးလဲဆိုတာကိုကိုကသိရမယ်။အကန့်နည်းနည်းလောက်ဟိုဘယ်လိုပြောရမလဲ။ reality မြင်အောင်လို့ထောက်ပြကျင်တာပေါ့နော်။ဆိုတော့ စင်ကာပူမှာ decent salary ရှိတယ်အတကယ်ကိုကောင်းမွန်တဲ့ salary တွေရတယ်ပေါ့နော်ကောင်းမွန်တဲ့လစာတွေရှိတယ်ဝင်ငွေတွေရှိတယ်အပြီးလို့ရှိရင်လည်းဒီ valuable experience တွေပေါ့နော်တကယ်ကိုမှာ international asset မီတဲ့ experience တွေအလုပ်ငန်းအတွေ့အကြုံတွေ networking တွေတိဆောက်လို့ရတယ်ဒီစင်ကာပူ experience ရှိပြီဆိုတာ ਨੇ ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ်ငါကစင်ကာပူကလာတာစင်ကာပူ experience ရှိရဆိုလို့ရှိရင်မျက်နှာမငယ်ရဘူးကွာအ ਨੇ စုံတော့တည်ရမလားတချို့ဆိုလို့ရှိရင်ချက်ချင်းတက်ပြီးတော့အလုပ်ရတယ်တကယ်ကို company ကောက်ကောက်အလုပ်ကောင်းကောင်းရတဲ့သူတွေတောင်ရှိရဲအဲ့လိုမှမဟုတ်ဘူးကျမတို့ New Zealand လိုမျိုးဆိုလို့ရှိရင်လည်း ကိုကကိုက experience ကရှိပြီးသားဒီနိုင်ငံရဲ့ local experience မရှိတာ local rules and regulation တွေ law တွေနဲ့ဟိုဘယ်လိုပြောရမလဲဒီသူတို့သတ်မှတ်ထားတဲ့ specification တွေနဲ့သာကိုကအကျွမ်းတဝင်မရှိသေးတာဖြစ်တယ်ကို့မှာက knowledge ကရှိပြီးသားအကျွမ်းတဝင်မဖြစ်သေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်ဆောက်ဝင်ပြီးတော့အောက်ခြေကနေစရတယ်ဆိုတော့တနစ်နစ်နစ်ပြီးလို့ရှိရင်ကိုရဲ့ဒီအကျွမ်းဝင်မှုနဲ့ဒီနိုင်ငံ local experience နဲ့ကိုရဲ့ background singapore experience နဲ့ပေါင်းပြီးလို့ရှိရင်ကိုကအမြင့်ကိုတက်ဖို့အတွက် ရာသူများကထပ်ပို့ပြီးတော့အချိန်ပေးစရာမလိုဘူးသူများကထပ်ညံ့နေပေါ့နော်အဲ့လိုမျိုး experience တွေကိုစင်ကာပူကပေးနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ तू စင်ကာပူမှာတုံးနေတဲ့ ဒီ method တွေတခြား the construction နဲ့ပတ်သက်မယ်ဆိုလို့ရှိရင်လည်း construction method တွေဘာတွေညာတွေအကုန်လုံးဒီခနောက်လုံးဝမကြံခဲ့ဘူးပြီးတည့်တဲ့အတိုင်းပဲလေစင်ကာပူကလည်းကဘာမှာဆိုရင်တော့မှပဲတကယ်ကိုမှပဲ powerful passport ကို number 1နေရာလောက်ကိုရနေရပါတော့เนาะသူနဲ့တခြားနိုင်ငံနဲ့ပြိုင်ပြီးတော့ရနေတဲ့နိုင်ငံဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ ဘယ်နေရာမှာနောက်ကျကြံခဲ့တဲ့နိုင်ငံမဟုတ်ကွာကိုကအဲ့နိုင်ငံကနေပြီးတော့ experience တွေကိုယူထားရမှာအာပြီးရင်ခုနက decent salary ဆိုတဲ့အတွက်ကြောင့်မလို့တကယ်ကိုဝင်ငွေရလဲကောင်းတဲ့အနေထားရှိရေပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကဝင်ငွေကောင်းတဲ့သူဖြစ်တဲ့လူငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့တုံးကျင်တုံးကျင်ဖြုံးကျင်နဲ့ပျော်ကျင်ဖားကျင် ပါကျင်နေပေါ့နော်အဲ့ဟိုအဲ့ဒီဟာလေးကိုလည်းနည်းနည်းလောက်ဟိုထိန်းပြီးတော့အတုံးနဲ့အဖြုံးကိုတည်စေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ reality ကိုကြည့်ပါစင်ကာပူမှာ ရေရှည်အတွက်ကိုကိုကကိုကို residency မပေးနိုင်ပါဘူးအဲ့အတွက်ကြောင့်မို့လို့ကိုကတခြားနိုင်ငံမြန်မာနိုင်ငံပြန်ဖို့ဆန္ဒမရှိသေးဘူးဆိုတဲ့ခါကြောက်လို့ရှင်ကိုကတခြားနိုင်ငံကိုကူးမရမှာပါအဲ့လိုတခြားနိုင်ငံကိုကူးမယ်ဆိုလို့ရှင်ကံကောင်းထောက်မှပြီးတော့ပတ်စံမကုံဘဲနဲ့အလုရတဲ့နီးရှိလို့ရှင်အလုရသွားရင်တော့ အဆင်ပြေတယ်ဒါပေမဲ့ဒါကလည်းကံပေါ်မူတည်သေးတယ်အလုံးမရနိုင်ဘူးဆိုလို့ရှိရင်ကိုကတခြားနိလန့်နဲ့သွားရမှာဖြစ်တယ်တခြားနိလန့်နဲ့သွားရဲဆိုတဲ့နေရာမှာတချို့ကြောက်လည်း visit visa တွေသွားတယ်ဒါမှမဟုတ်လည်းဒီလိုမျိုးဟိုအလွယ်နည်းနဲ့ပေါ့နော်သွားပြီးတော့မှရတဲ့ဟာမျိုးတွေရှိတယ်ဒါတွေအတွက်ကိုတော့အမကဘာမှမပြောချင်ဘူးဒါပေမဲ့ကိုကကိုကိုကို ငါကငါ road တစ်ခုနဲ့ကိုဘကိုသွားမယ်လို့ဆုံးဖြတ်ထားတဲ့အခါကြလို့ရှိရင်ပတ်စံကအလုံးလောက်ရှိနေဖို့လိုတယ်အလုံးလောက်ဆိုတဲ့နေရာမှာကြောက်တက်ဖို့လည်းပတ်စံရှိရမယ်ဒီကြောက်တက်ပြီးလို့ရှိရင်အလုံးရှာဖို့အလုံးရှာနေစဉ်အတော်သွင်းသုံးဖို့အတွက်ကလည်းပတ်စံရှိရမယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကိုသိပ်ပြီးတော့ကိုဝင်ငွေကောင်းနေတဲ့အချိန်မှာသိပ်မ တော့မဖြုံးစေချင်ဘူးလို့ပြောချင်တာဒီနေရာမှာစကားဆက်ပြောရမယ်ဆိုလို့ရှိရင်အမရဲ့တငယ်ချင်းကြီးမိုက်ကြီးတယောက်ရှိရယ်နင်းပစံဘလောက်စုမိနေပြီလဲလို့ပြောလို့ရှိရင်သူ့ကိုယ်သူဘလောက်စုလို့စုမိမှန်းမသိဘူးဘာတွေဝယ်ထားမှန်းလဲမသိဘူးအကောင်တကောင်ရှိရယ်ပြီးရင်တည်ကြည့်စရာမိသားစုလည်းမရှိဘူးတကိုဒီအပြိုကြီးကောင် sorry လူပြိုကြီးလုံနေတဲ့သူပေါ့နော်ဆိုတော့ အဲ့လိုမျိုးလူမျိုးဖြစ်မှာဆိုလို့အမလူမျိုးဖြစ်မှာဆိုလို့အမတငယ်ချင်းတို့လူမျိုးဖြစ်မှာဆိုလို့ဒီဗီဒီယိုကိုလုပ်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့အဲအဲ့လိုမျိုးပေါ့နော်ကိုကပတ်စံစုကြည့်စုစည်ခြင်းနဲ့ကိုအခုစင်ကူမှာလုံနေပြီဆိုလို့ရှိရင်လေကို target ကိုထားငါကတော့ဒီနှစ်ကနေဒီနှစ်အတွင်းကိုဒီလိုပတ်စံစုပြီးတော့အမ်ဒီဘယ်နိုင်ငံကိုတော့ထွက်မယ်ပေါ့နော်အ ဒါပေမဲ့ဟိုဒီတခြားဒီနယူးဇီလန်မှမဟုတ်ပါဘူးတခြားနိုင်ငံတွေထွက်မယ်ဆိုလဲဒီထက်သက်သာတဲ့နိုင်ငံတွေရှိရတချို့ဆိုလို့ရှိရင်ဒီလိုဂျာမနီတို့ဒီဖင်လန်တို့ဘာလို့ဆိုလို့ရှိရင်ပို့ပြီးတော့သက်သာမယ်ထင်တယ်အမစိတ်ထဲမှာလေဗီဇာတွေဘာတွေကလည်းအဆင်ပြေမယ်ထင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနိုင်ငံတွေလည်းရှိရဒါပေမဲ့နိုင်ငံတစ်နိုင်ငံကိုပြောင်းနေဆိုတာလိုရာဒီကိုက ြောင်းနေဆိုတော့ကိုရှိရေးအတွက်ကိုပြောင်းတာကွာအဲ့တော့လိုရာဒီပတ်စံတဲ့ experience ပဲလိုတာပြီးလို့ရှိရင်ကိုရဲ့ဒီ English စာလာဒါမှမဟုတ်သူ့ local language တွေလာပေါ့နော်အဲ့လိုမျိုးတွေလိုတာဆိုတော့ကိုကတက်နိုင်သမျှကိုအလုံးလုံးနေတန်လန်နဲ့ဖြည့်ထားမှာကွာ experience ကတော့ easy ပဲကိုကပတ်စံလဲရတယ် experience လဲရတယ်ဆိုတော့ English စာပြောင်းလို့ အင်္ဂလိပ်စာအဓိကထားပြီးတော့ပြောတဲ့နိုင်ငံအတွက်ကိုဆိုလို့ရှိရင်လေကိုယ့်ရဲ့အင်္ဂလိပ်စကေးတွေကိုကောင်းအောင်လို့တစ်ဖက်တစ်လမ်းနေပြီးတော့အားတဲ့အချိန်လေးမှာလုပ်ပေါ့နော်အမသိပါတယ်စင်ကာပူမှာလောက်ကတဲ့ဒီ life ကဒီ working life ကအရန်ဟိုမှာ stress များတယ်ဆိုတာသိတယ်ဒါပေမဲ့လေဒီအဓိကနဲ့တာမညာကိုခွဲပြီးတော့ကိုဘာဖြစ်ချင်တာလဲဆိုတာကို သိစေခြင်းနဲ့ပေါ့နော်ကိုကိုကိုစဉ်းစားစေခြင်းနဲ့အမားတုံးကားဆိုလို့ရှိရင်အမားကပြောင်းချင်တာအမားသမီးလေးအတွက်ပြောင်းချင်တာအဲ့အတွက်ကြောင့်မလို့ငါသမီးလေးအတွက်ငါလုံးမဖြစ်မယ်ဆိုတဲ့စိတ်နဲ့ လောက်တာကွာ PDE တွေဘာတွေဖြည့်တယ်ငါသမီးတွေတော့ငါလုံးမဖြစ်မယ်ဆိုရဲစိတ်ပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးလေးပေါ့နော်ကိုကဘာကိုလှုပ်ချင်တာလဲဆိုရဲဟာကိုအတိကထားပြီးတော့ဒီကိုရဲ့ goal တစ်ခုကိုရှာပြီးတော့လှုပ်ပါလို့အကြံပေးပြရစေဆိုတော့စင်ကာပူမှာနေရင်စင်ကာပူက automatic အဲ၃နှစ်နေလို့လဲ residency မရဘူး၁၀နှစ်နေလို့လဲ residency မရပါဘူးဆိုတော့ ဒါဒီအမကအမ fee ထဲမှာရှိတဲ့ construction fee ထဲကသူတွေကိုပြောတာပေါ့နော်တခြား hacker sector တို့ဘာလို့ကတော့ ပီအာတွေတော့ရကြတယ်လို့တော့အမှတစွန်းတစားတော့ကြားရပါတယ်ဆိုတော့ဒီဗီဒီယိုဒီတခြားဒီစင်ကာပူမှာနေရင်တန်လန့်နေပီအာမရနိုင်တဲ့ကလေးတွေအတွက်ဒီတငယ်ချင်းတွေအကိုမတွေအတွက်ကိုအဓိကထားပြီးတော့ပြောပြတာပါအဲ့တော့စင်ကာပူကယူစရာရှိတာကိုယူပါကိုလုတ်ပေးတန်တာကိုလည်းလုတ်ပေးပါဒါပေမဲ့အကြာကြီးအချိန်မဖြုံးပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုရဲ့ဒီတခြားနိုင်ငံကိုသွားတဲ့အခါကြလို့ရှိရင်လေကိုက အောက်ခြေကနေပြန်ဆောက်ရမှာကွာတနည်းနည်းနည်းလောက်ကအောက်ခြေကနေပြန်ဆောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဒီ adapt life ကိုပေါ့နော်ဟို ဘယ်လိုပြောမလဲငရွယ်နှုတ်ပြုံမှုကိုအဲ့မှာပဲဟိုတုံဖြုံးပြီးတော့အချိန်မကုန်စေခြင်းဘူးတချို့နော်မြန်မာပြည်ပြန်ပြီးတော့အခြေချမဲ့သူတွေမပါဘူးပြီးရင်မီလီယံနဲ့ချီပြီးတော့ဘဏ်ထဲမှာထည့်ထားပြီးတော့တခြားနိုင်ငံကို investment visa နဲ့အဒီ migrant လုပ်မဲ့သူတွေမပါဘူးပေါ့နော်အမပြောချင်တာကကြတော့ငငယ်ရွယ်ရွယ်နဲ့ကိုတုကိုချုံနေရတဲ့ကလေးတွေဒါမှမဟုတ်လို့ရှိရင်လည်းအင်ကိုထောက်ပံ့နေရတဲ့ကလေးမျိုးတွေအဲ့လိုကလေးမျိုးတွေအကိုတွေအမတွေမိသားစုနဲ့သူတွေမျိုးကိုပြောတာပေါ့နော်ဆိုတော့ ဆော့ဆော့စီစီပေါ့နော်ကိုပတ်စံပြည့်အောင်စုမယ်နည်းနည်းကို့အတွက်ကွာအတုံးလေးနည်းနည်းချွေတာပြီးတော့ပတ်စံပြည့်အောင်စုကို target ကဘာလဲဆိုတာကိုသိပြီးတော့လှုပ်စေခြင်း ਨੇ ကို့အနာကအဆင်ပြေမယ်ပေါ့နော်ဘာဖြစ်လို့အမအဲ့လိုမျိုးပြောရလဲဆိုလို့ရှိရင်ခုန reality check ပြန်လုပ်တဲ့အခါမှာအမ်ဒီကွာပြရလဲမရနိုင်ဘူးလေပြရမရနိုင်တဲ့အပြင်မှာကို့တကယ်လို့ကိုကအမ်မိသားစုတွေယူရလို့ပြောရမလဲအိမ်နောင်တွေပြုတ်ကလေးတွေရတဲ့အခါကြလို့ရှိရင်လဲကိုကဟိုလဆာကောင်းလို့6000ကျော်လို့ဒီ dependence ရှောက်လို့ရတယ်ဆိုရင်တော့ထားလိုက်ပါတော့ကိုကလစာကလည်းဟိုဒီမပြည့်တဲ့အနေအထားဆိုရင်ကုမ္ပဏီကိုလည်းတခါထပ်ပြီးတော့အတနာခံရသေးတယ်ငါ့ကိုဒီလိုမျိုးလေးလုတ်ပေးလို့ရမလားဟဲ့ဟိုလိုမျိုးလုတ်ပေးလို့ရမလားဟဲ့အဲပြီးွားပြီအဲဂျားထဲမှာမရသေးဘူးဆိုလို့ရှိရင်လည်းခလေးကဒီကိုစင်ကာပူကို visit visa နဲ့လာလဲတယ်အဲ့ချိန်ကျလို့ရှိရင်လည်းဟိုတည်ရမလားဒီတက်တန်းကုံသွားတာနဲ့သွားပြီးတော့ဒီလာဗန်နာမှာရှိရအမားတို့လာဗန်နာလားခလန်းမှာလားရှိရရုံးမှာသွားပြီးတော့မျက်နှာငယ်နဲ့ ငါတို့ဒီဟာလေးကိုအသက်တန်းတိုးခြင်းလို့ပါဆိုပြီးတော့တကယ့်ကိုမှဟိုသွားပြီးတော့ yes yes လို့ပြောပြီးတော့နေရတာပေါ့သွားပြီးသွားရတာပေါ့เนาะဒါတွေကလည်းကြုံဘူးတဲ့လူမှပဲတည်တာဆိုတော့မကောင်းပြောတာမဟုတ်ဘူးเนาะကိုက ကိုကကိုကရတယ်ဆိုတာကလည်းကိုရဲ့ဟို ပြောရမယ်ဆိုလို့ရှိရင် experience ရတယ်ပတ်စံရတယ်ဆိုတာလဲကိုယ့်ဘက်ကလည်းပြန်ပေးလို့ရတာလေဘယ်တစ်ထေးမှဟိုဘယ်အလို့ရှင်မှကိုကဘာမှမပေးဘဲနဲ့ကိုကိုဘလိုင်းဘယ်သူမှမခံနိုင်ဘူးကိုဘာမှမပေးဘဲနဲ့ကိုကိုကြွေးထားတာဆိုလို့ကိုအဖေနဲ့အမေပဲရှိတာလေအဲ့ဒါတော့မှတစ်ခါတလေအပြောခံရတဲ့အစုခံရတယ်အိမ်မှာပဲနေပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာဟိုပြောပြကျင်တာကွာဟိုကိုမပေးဘဲနဲ့တော့ဘယ်တစ်ထေးရမှကိုဟိုကျေးဇူးရှိတာလဲရှိတာပဲပေါ့နော်ဘာလို့ပဲဖြစ်ဖြစ်ကိုကိုဒီလိုမျိုးတွေခံပေးထားတယ်ဆိုတာကတကယ်ကျေးဇူးရှိလို့ပေါ့နော်ဆိုတော့ ဟိုဒါပေမဲ့ကိုလှုပ်ပေးထားလို့ဒါလည်းသူကကိုကိုပတ်စံပေးထားတာလीဆိုတော့အဲ့လိုမျိုးကလေးပဲပြန်ကြည့်ပြီးတော့ပဲဟိုကိုရဲ့ဘဝရှိရေးကိုပလန်ချကြပါလို့အမကအကြံပေးပါတယ်အဲ့လိုဆိုတော့အမပြောချင်တာကတော့လေစင်ကာပူမှာကိုရဘွားကအမတို့ဆိုလို့ရှိရင်ဒါ၁၀စုနှစ်၁၀စုနှစ်ဆိုတာလေတကယ်ကိုမှငယ်ရွယ်တဲ့အချိန်ပေါ့နော်ဆိုတော့ ကိုယ့်ရဲ့ဘဝကိုစေကုန်မှာကုတ်ဆုံးပြီးတော့ကုတ်ဆုံးတာနဲ့တန်အောင်လို့ပညာတွေကိုယူပါပတ်စံတွေကိုစုပါပြီးတာနဲ့တခြားနိုင်ငံပြောင်းဖို့ကိုလုပ်ပါစင်ကာပူမှာ front line service တွေပေါ့နော် hacker center ဒါမှမဟုတ်လဲတခြားဟာတွေမှာမဟုတ်ဘူးဆိုလို့ရှိရင် PR ရဖို့အတွက်ကမလွယ်ပါဘူးအဲ့အတွက်ကြောင့်မို့လို့ကိုယ့်ဘဝရှိရေကို plan မှာ ဒီဗီဒီယိုဒီဒီမြန်မာပြည်ပြန်မှုရီမန်းချက်ရှိရရီမန်းချက်ရှိရဆိုတာကလည်းအခုဟိုဘယ်သူပဲဖြစ်ဖြစ်ကိုယ်နိုင်ငံကတော့ပြောင်းချင်တာပဲလေအခုအခြေအနေနဲ့ပြန်လို့မရတဲ့ကလေးတွေအတွက်အမားတွေအကိုတွေအတွက်တငယ်ချင်းတွေအတွက်ကိုရည်ရွယ်ပြီးတော့ပြောတာဖြစ်ပါတယ်ကိုမိသားစုကိုဘွားရှိရလေးအတွက်ကိုပေါ့နော်အာရသလောက်ယူ ရသလောက်ယူပါလို့အာသူတို့ကျေးဇူးရှိတာတော့မှန်ပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကလည်းဟိုပြန်ပြီးတော့ပေးဆက်လိုက်ရတာတွေရှိပါတယ်ဘလောက် stress များလဲဆိုတာလောက်ဖူးတဲ့သူမှပဲသိပါတယ်ဒီလိုရေးသားကိုအချောင်လိုက်ပြီးလုံနေပြီးတော့အာကြာနေတဲ့သူတွေတော့အမှမသိပါဘူးဒါပေမဲ့တကယ်လောက်တဲ့သူတွေဒီတကယ်ကို stress များပါတယ် stress များ stress များတာနဲ့တန်အောင်လဲပတ်စံရပါတယ်ပြောချင်တာကဘယ်ဘယ်တစ်ထိမှလဲကိုကို ကိုကပြန်မပေးရဲနဲ့ကိုကိုတင်ကျွေးပြီးတော့မခိုင်းတာပါဘူးဆိုတော့ကိုကလည်းပေးရတယ်အဲ့ဒါနဲ့တန်အောင်လဲကိုကပတ်စံပြန်ရပါတယ်ဒါပေမဲ့ရှေ့ရီကိုကြည့်ပြီးတော့စုပါအတော့နဲ့ဖြုံးကိုခွဲကြပါအမတငယ်ချင်းလို့မဖြစ်ပါစေနဲ့အမလို့မဖြစ်ပါစေနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye